လိုင်းပေါ်မှာတချို့လူတွေเนาะဖြူသေးကိုကားမဝယ်ဘူးလားမဝယ်ဘူးလားမင်းနေကြလို့ဒီမဲ့ Ritter Company ကနေပြီးတော့ကားအတကြီးဖုန်းပေးလိုက်ပြီအမေအမေရေအမေဒီမှာ Ritter ကနေပြီးတော့တမီးတို့စီးဖို့ဆိုပြီးကားအတကြီးဖုန်းပေးလိုက်တာအမေပြန်သွားချင်းလဲပြောသွားချင်းနေလေတမီးအကုန်လိုက်ဖို့ပေးမယ်ပုတ်ပေးတာတကယ်သိကြလို့လားသိကြတာဘောအမေရဲ့ဟာဒီမှာကြီးကားတော့အတကလေးအဲ့လိုဆိုအမေစီးကျင်နေလိုက်ဖို့လိုက်ဖို့မလိုက်ဖို့အေးမြို့လေအမေဒါနဲ့ဒီလမန်းကြီးကဘာလို့တာဩ တမီးကခေါ်လို့ပြည့်ထွက်လာတာလေအမီကြက်တုံသင်းနေတာအဲ့ဒါဒီစကားများမနေနဲ့လိုက်ဖို့ဟာကွာအမီလိုက်ဖို့မယ်လာတတမေဟောအမေကာကြီးကတော်တော်လက်စရီဆန်းနေနော်ဟေးကားတက်ကြီးမောင်းလာပြီဟေး အမေဘာလုပ်တာတော့ကားမောင်းရင်ဘာလို့အပေါ်လက်ကိုမြောင်နေတာတော့ဟင်းရီတန်နဲ့ဆိုတော့ပျော်သွားလို့ပါအမေရဲ့အမေကိုပြောပြအောင်မေဒီကားကလေလုပ်ငန်းသုံးကားဆိုပေးမယ်လေလုံးဝအိမ်စီကားအတိုင်းပဲလွင့်နေရောပဲဘာလို့ပြန်ပြီတော့မေရှေ့ကိုကြည့်မအောင်ရှေ့ကိုကြည့်မအောင်အမေကိုရှင်းပြနေရလေရှင်းပြမနေနဲ့အမေပွဲမှာတက်ထတာအကုန်ကြည့်ပြီးသားရှေ့ကြည့်မအောင်

ောင်းနေလဲကျိန်းနေပြီအမေစင်းတော့လေဟယ်လိုရတောမြန်မာလားမသိဘူးဟုတ်ကားလာယူလို့ရပါပြီဟုတ်တော့အမေဝယ်ပေးတာဆိုရတောခဏပေးစီတာလေခဏပေးစီတာလေခဏပေးစီတာလေအမေရဲ့ ခုမြင်နေရတဲ့ဂျီလီရီတာကားကိုတော့ GSC ကုမ္ပဏီကနေပြီးတော့တင်သွင်းရောင်းချပေးတာပေါ့နော်။ service ဘိုင်းနဲ့ spare part ဆိုလဲစိတ်ပူစရာဘူးမလို့အကုန် ready ဖြစ်နေအောင်သူတို့စီစဉ်ပေးတာမျိုးကိုရှိတယ်ပေါ့နော်။တကယ်ရွေးချယ်တဲ့နဲ့ဒါကားတစ်စီးပဲပြောရမှာပဲ။လုပ်ငန်းသုံးကားဆိုပေမဲ့သူကအိမ်စည်းအနေနဲ့လဲတားသုံးလို့အဆင်ပြေတယ်လုပ်ငန်းသုံးလို့တော့မထင်အောင်သူ့ရဲ့အသားနာတွေးလိုက်တာအိမ်စည်းကားအတိုင်းပဲအတွင်းကန်းကလည်းကျဲ့တယ်ဆိုတော့မိသားစုလိုက်ပတ်စုံသုံးဖို့အတွက်အဆင်ပြေတယ် အောက်ပိုင်းလဲမြင်းတော့နေရာဒေတာမြွေသုံးလို့အဆင်ပြေတယ်ခရီးသွားလို့ရှင်လဲဒါ EV double cap ဖြစ်လို့ပေါ့နော်စီဘိုးတွေကုန်ကြစိတ်တွေဒါစိတ်ဖူစရာမလိုဘူးစီဘွားပုံမှန်9သိန်းဆိုလို့ရှိရင်ပေါ့နော်ဒါ3သိန်းလောက်ပဲကုန်ကြတော့မယ်နော်အရန်သက်သာတယ်တွေ့ရမလားဒီကားကိုအခုဆိုလို့ရှိရင်ဒါသိန်း1000အောက်ကနေစပြီးတော့2000ကျော်တဲ့အထိဒါ range ပေါ်မှာမူတည်ပြီးတော့ဝယ်လို့ရတယ်ဒါ2 wheel drive ကိုမှ330 km/h ဆိုရင်ဒါ965 လက်အခွင့်ပေါ့နော်ပြီးတော့ two wheel drive ကိုပဲ905 km econ ဆိုလို့ရှိရင်ဒါ1380အခွင့်ပေါ့နော် four wheel drive ဆိုရင်ဒါ460 km econ 1500နဲ့မှ90ပေါ့နော်အခွင့်ဈေးကတော့ဒါအပြောင်းလဲရှိနိုင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီ Geely Rita ကားကြီးရဲ့ဒါပုံစံလေးတွေပြပေးခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်အမေကတော့ဝမ်းနဲ့ကြည်ခွဲခြင်းများစွာဖြင့်ဒီကားကြီးကိုတည်ကြနေပါတယ်